မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ကိုပိုင်းအီးမေးပါစင်တဲ့အကောင့်တွေကိုတခြားကျွန်တော်တို့နဲ့မသိတဲ့သူတွေဘလူတွေဝင်ပြီးတော့အသုံးပြုနေတယ်လေတကယ်လို့ကျွန်တော်တို့အကောင့်တွေကိုတခြားသူတွေဝင်ပြီးအသုံးပြုနေတယ်ဆိုရင်တော့မှကျွန်တော်တို့ကဒီဘက်ကနေအလွယ်တကူစားရောက်လုပ်ပြီးတော့သူတို့အသုံးပြုလို့မရအောင်ပြုလုပ်လို့ရနိုင်မဲ့အကြောင်းကိုဒီကနေ့ဗီဒီယိုထဲမှာပြပေါ်မှာဖြစ်ပါတယ် ဒါဆိုရင်တော့မိတ်ဆွေကကိုယ့်ရဲ့အကောက်တွေကိုပို့ပြီးတော့လုံခြုံစိတ်ချစေခြင်းနဲ့ဆိုရင်တော့ဒီနေ့ပြူရင်းမှာသူများတွေဝင်ပြီးတော့အတုံးပြူနေသလားအတုံးမပြူလားဆိုတာကိုအလွယ်တကူစစ်လို့ရနိုင်မယ်နီလာအကြောင်းကိုပြပေါ်မှာဖြစ်လို့ဒီကနေ့ပြူရင်းကိုအဆုံးထိရှိပေးစီချင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ကအရင်ဆုံးဆင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ mobile phone တစ်လုံးနဲ့ကိုဝင်လိုက်ပါမယ် ကယ်လို့မိစေကမိုဘိုင်းဖုန်းပဲရှိရှိဒါမှမဟုတ်ကွန်ပျူတာပဲရှိရှိပေါ့နော်ကျတို့ Gmail ကဝင်ထားတယ်ဆိုရင်တော့အလွယ်တကူစစ်ကြည့်လို့ရတဲ့နီလန်အကြောင်းလေးပါဒါကြောင့်မို့ကျွန်တော်တို့ကအရင်ဆုံးအဲတခြားသူတွေဝင်ပြီးတော့အသုံးပြုနေသလားအသုံးပြုလားဆိုတာစစ်မှာဖြစ်တဲ့အကြောင်းမို့ကျွန်တော်တို့ရဲ့ email application တွေကိုကျွန်တော်တို့ကအရင်ဆုံးဝင်လိုက်ပါမယ်ခင်ဗျာ email တွေကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အရင်ဆုံးစစ်ချင်တဲ့ Google account ပေါ့နော် Google account တွေကိုကျွန်တော်တို့ကဝင်လိုက်ပါမယ် ကိုကဲကောက်တဲကိုရောက်ပြီးဆိုတာနဲ့အဲကျွန်တော်တို့ဒီရွေးခိုင်းနေပါတော့နှစ်ကောက်ရှိတယ်ဆိုရင်နှစ်ကောက်ရှိတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကအပေါ်ဆုံးအကောက်ကိုရွေးမှဖြစ်တဲ့တကြောင်မို့အပေါ်ဆုံးကအကောက်ရဲ့အောက်ကကိုကဲအကောက်စွာလေးကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ပါစင်နဲ့ကိုကဲအကောက်ထဲကိုရောက်သွားပါပြီဒီဘက်လေးကိုနည်းနည်းပဲဆွဲချလိုက်ပြီးဆိုတာနဲ့ဒီ security စွာရှိတယ်။ security တက်ထဲကိုကျွန်တော်တို့ကထပ်ပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာ။ security တက်ထဲမှာဆိုရင်တော့ကျွန်တော်တို့ password change တာအပြင်အဲတခြားကြီးကျွန်တော်တို့ two factor တွေအဲ authorization တွေ on တာ off တာအပြင်ကျွန်တော်တို့ device တွေပေါ့နော် recovery phone number တွေ recovery email တွေပါအဲ့နေရာမှာသွားပြီးတော့စစ်ကြည့်လို့ရပါတယ် UI device နေရာမှာဆိုရင်တော့ကျွန်တော်တို့အကောက်ကဝင်ထားသမျှ device တွေအပြင်ကျွန်တော်တို့မသိတဲ့ device တွေရှိရဆိုရင်လည်း manage all device ကိုနှိပ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကအကုန်လုံးကြည့်လို့ရမှာဖြစ်ပါတယ် ဒါကတော့ကျွန်တော်ဒီကျွန်တော်မသိတဲ့အကောက်တွေ device တွေရှိလားမရှိလားဆိုတာကျွန်တော်အရင်ဆုံးစစ်ကြည့်လိုက်မယ်ဒီမှာဆိုရင်တော့ကျွန်တော်လက်ရှိဝင်ထားတဲ့ device တွေအပြင်ကျွန်တော်မသိတဲ့အကောက်ဝင်ထားတဲ့ device တွေရှိတယ်ပေါ့နော်ကျွန်တော်မသိတဲ့ device တွေရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့မသိတဲ့ device ကိုအရင်ဆုံးကျွန်တော်ကနှိပ်လိုက်မယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကိုသူက verify တောင်းတယ်ပေါ့နော်တကယ်လို့မိတ်ဆွေက password တွေပါရင်လည်းမချိတ်တော့ဆိုရင်အဲ Google ရဲ့ account password တောင်းလိုက်မယ်အဲ့ခါကျရင် Google ရဲ့ account password ကိုထည့်ပေးလိုက်ပါ ဒါဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့မသိတဲ့အကောက်တဲကိုပေါ့နော်ကျွန်တော်တို့မသိတဲ့အဲ device ကကျွန်တော်တို့အကောက်ထဲမှာရောက်နေတာကိုတွေ့ရတယ်။အဲသူကဘယ်နေ့ကနေစပြီးတော့အသုံးပြုတာလဲပြီးတော့သူကဘယ် location မှာဝင်ထားတယ်ဆိုတာကိုကသူကအကုန်လုံးပြတယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့ကကျွန်တော်လည်းမသိတဲ့အကောက် device ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်က sign out ကိုနှိပ်လိုက်ပါမယ်။ sign out ဆိုရင်တော့ကျွန်တော်တို့ကဒီချက်ချင်းတော့ log out မဖြစ်သွားဘူး။ အဲတကယ်လို့ကျွန်တော်တို့ကဒီ find byte ဒီပိုင်းနဲ့ရှာကြည့်နေဆိုရင်လေဟိုဘက်ကအင်တာနက်ဖွင့်ထားတဲ့အချိန်နဲ့တိုးတယ်ဆိုရင်တော့ကျွန်တော်တို့က find byte ကနေလေ online နေသွားပြီးတော့ရှာလို့ရပါတယ်။ဒါကတော့ကျွန်တော် sign out ကိုနှိပ်လိုက်ပါမယ်။ sign out ဆိုတဲ့အတွက်ကြောင့်မို့လက်ရှိတော့သူကအဲကျွန်တော်တို့ဒီဘက်မှာတော့ sign out ဖြစ်သွားပြီ။ဟိုဘက်မှာကျွန်တော်တို့အဲကျွန်တော်တို့အကောက်ကိုဝင်ထားတဲ့ဖုန်းကဒီ internet တစ်ခုခုပေါ့နော် internet ဖြစ်ဖြစ် wifi ဖြစ်ဖြစ်တစ်ခုခုချိတ်လိုက်ပြီးဆိုတော့ねသူကကျွန်တော်တို့အဲသူဖုန်းထဲမှာဝင်ထားတဲ့ကျွန်တော်တို့အကောက်က auto log out ဖြစ်သွားမှာပေါ့နော်။ အဲ dog recognition စတိုင်းကတော့ကျွန်တော်တို့ကဒီဒီဘက်ကနေကျွန်တော်တို့အဲအကောက်ကိုပေါ့နော်တခါလဲ password ချိန်လိုက်တဲ့အနေအထားမျိုးပါသူတကယ်လို့ကျွန်တော်တို့အကောက်ကိုဟန့်နေတယ်ဆိုရင်တော့မှကျွန်တော်တို့က password ချိန်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လေးကို safe ဖြစ်သွားပါပြီဒါကြောင့်မို့မိတ်ဆွေကအဲ dog recognition စတိုင်းကိုတခါလဲ password နှိပ်ပြီးတော့ password ချိန်ထားမယ်ဆိုရင်တော့ကျွန်တော်တို့အကောက်ကလုံလုံချုံနဲ့အသုံးပြုလို့ရသွားမှာဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့ရဲ့ Gmail account တွေဟက်မခံအောင်တကယ်လို့ဟက်ထားတယ်ဆိုရင်တော့မှကျွန်တော်တို့ကတခြားတစ်ပိုက်တွေဝင်ပြီးတော့အသုံးပြုနေသလားအသုံးပြုနေတယ်ဆိုရင်တော့မှအလွယ်တကူ sign out လုပ်ပြီးတော့ဒီကိုယ့်ရဲ့ပုံမှန်အတိုင်းပြန်ပြီးတော့အသုံးပြုလို့ရအောင်ပြုလို့ရတဲ့ manual အကြောင်းလေးပါဒီနေ့ video လေးကိုကြည့်ပြီးတော့အဆင်ပြေသွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ email account တွေပို့ပြီးတော့လုံခြုံစိတ်ချစီခြင်းနဲ့သူတွေဆိုရင်တော့ဒီ landline တွေတစ်ချက်သွားပြီးတော့စစ်ကြည့်လို့ရပါတယ်ကျွန်တော်ကတော့နိပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ AI Global Technology ပဲဖြစ်ပါတယ်